ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါအော်အခုလေရောက်ထားတဲ့ကားတွေကရမ်းများနေတော့လေကစတမာတွေကလည်းမင်းနေဆိုတော့အဲ့ဒါဘယ်လိုပြောပြမလဲဆိုတော့တစ်ချက်လောက်ရှင်းပြပေးပါဩရပါတယ်ရမ်းကြည့်ကြမယ်ဟိုရရှင်းပြနေမယ်လေဒီကကားဟောင်းမယ်ပြီးတော့မော်ဒယ်ပြောလဲ2020ပါရှင်2020မော်ဒယ်နော်ဒီကောင်ကကျတော့2020မော်ဒယ်ပြီးတော့မှရေကန်းကြီးနဲ့ဆက်သွားမယ်ဒီတော့ကကျတော့1600နဲ့90နော်အခုရောက်ထားတဲ့ကားထဲမှာဆိုလို့ရှိရင်ဒီဟိုဟာ CRV ရှိတယ် CRV လေးကလည်း2020မော်ဒယ်ပဲ အဲသူရဲ့ဇင်းလုံးလေးက1180နော်ပြောလို့ရှိရင်ဒီ GK3 ကဒီနေ့ပဲရောက်တာဒီကောင်လေးက GK3 နောက်14 model လေးတန်းလေးလိုင်ပြန်ကြအောင်လို့ပါနော်ဒီကောင်လေးဆိုလို့ရှိရင်အကိုတို့က1100 1100နဲ့ကောင်းမှာနော်နော်ကိုစတက်ဖြစ်သွားမယ်ပြောချင်ရင် digital aircon နေပါဖြစ်သွားမယ်နော်လာပြောလို့ရှိလို့ရှိရင်အကိုတို့ eclipse ကတော့ဒါနောက်20 model eclipse တော့ဒီကောင်လေးကအကိုတို့အာ full grade ဖြစ်သွားမယ်ပေါ့နော်ဇင်းလုံးလေးကကျတော့1150နော်900ပကိုးနိုင်တယ်ခင်ဗျ ပြောလို့ရှိရင်အခုတို့ Shanghai Unity လေးရှိမယ်ဒီကောင်လေးက2021မော်တယ်ဘိုးလိုင်းတဲ့ 1S နဲ့ Advance ဖြစ်သွားမယ်ဒီကောင်ကရှင်လုံးလေးက1600နဲ့60เนาะအာပြီးရင် Xbanner ဒီ Xbanner ကကျတော့2019မဲရောင်ဘိုးလိုင်းတဲ့300နဲ့ထွက်မယ်ဒီကောင်လေးက1980เนาะအာပြောလို့ရှိရင်ဒီကောင်လေးကအခုတို့ဒီနေ့မှရောက်တာပေါ့เนาะအာအခုခွန်တိုင်းခွေကြရန်ကုန်လိုင်းရဲ့ 4R လေးနဲ့ပေါ့နော်။ဒီက2020မော်ဒယ်ဖြစ်သွားမယ်။ဒီကောင်လေးရဲ့ဈေးနှုန်းက1900နော်။အာဒီကောင်ကျတော့ digital aircon ဖြစ်သွားပြီနော်။ ပြန်စစ်စုစုကြီးစစ် GL A 2019မှာကျတော့ကားကကျတော့2020သုံးသားတယ်ဒါပေမဲ့စစ်မှာ2019ကအမြင့်ဆုံးဖြစ်တဲ့ခါကျတော့ဝီတက်မှာတော့2019နဲ့ပဲထွက်မယ်ဒီကောင်လေးက6 GL A အာရန်လေးပေါ့နော်မန်ဒီလန်ဂျယ်လေးနဲ့ဒီကောင်လေးကကျတော့အကုန်လုံး965ပဲနော်ဒီကောင်လေးလည်းဒီနေ့မှပဲရောက်ထားတာပဲပြောလို့ချင်းဒီကောင်လေးကလည်း Honda Creator Honda Creator ဒီကောင်က2019မော်တယ်စူဒန်လေးပေါ့နော်ဒီကောင်ကတော့ဘကုတ်လိုင်းနေဖြစ်သွားမယ် ဒီကောင်းကြီးတို့တခြားဟိုတကိုးခေတိုင်းနဲ့မတူဘူးအနောက်ဖုံးမော်တာပါမယ် digital aircon ဖြစ်သွားမယ်ကားတစ်စီးလုံးကလည်းတော်တော်လေးတန့်နေတယ်မှာပါတယ်ဒီကောင်း1600နဲ့90အဲဒီနှစ်စီးကကြီးတယ်ကျန်တဲ့ကားတွေကဓာတ်စီးတယ်နော်ဒီခွေကြကြီးတဲ့ကားလေးနော်နောက်စကူနဲ့နှစ်စီးက great ပါလားကွာလေဒီကောင်တကယ်တကယ်နောက်ဆက်ကူမှာရောနောက်ဖုံးမော်တာမပါဘူး digital aircon မဖြစ်ဘူးအဲဒါပေမဲ့ဒီကားလေးကကျတော့သူတို့ရောက်တော့နောက်ဖုံးမော်တာလေးပါတယ် digital aircon လေးဖြစ်သွားတယ်တကယ်တကယ်သူ့ရဲ့ပုံစံနဲ့အတွင်းကနေလည်းချင်းဝါလေးလည်းရှိတယ် ဒါပေမဲ့ဒီကောင်လေးကပို့ပြီးတော့တန်းဒါကြောင့်လေဒီကောင်လေးကပစ္စည်းလုံးတော်တော်လေးတန်းနေတယ်မှာပါတယ်เนาะပြီးပါလို့ရှိရင်အကောဒီမှာ equipment เนาะเนาะ chocolate equipment ကိုမှာဒီကောင်ကအာ100% car first ဖြစ်တယ် car first ကဘာမှမရှိဘူးအားလုံးကင်းတယ်အ premium grade ဖြစ်မယ်အရောင်လေးက brown လေးဖြစ်သွားမယ်ဈေးနှုန်းလေးကအကော stand လေးကို2200နဲ့ဘယ်လောက်လဲ2200နဲ့80ကျော်ရောင်းရအောင်နော်2200ဒီကောင်လေး2200เนาะကျောင်း premium grade full grade ဖြစ်သွားမယ်เนาะဟုတ်ကဲ့ အာပြီးသွားလို့ရှိရင်အကိုတို့စီမာကဒီတိုတာ GSC ပြီးသက်ဖို့2024မော်ဒယ်ပရီမီယံပရိုမတ်တဲကောနော်ဟိုလောလောဆယ်နောက်ဆက်ကားကအခုလို5စီးကြံနေတယ်အမဲကတော့ဒီတစ်စီးပဲကြံတော့တယ်ဒီချက်ဖွေတဲကအမဲတစ်စီးပဲကြံမယ်ခဲက3စီးရအောင်မယ်ပြီးလို့ရှိရင်အခုချန်ပီယံကိုတစ်စီးရအောင်မယ်ဒီကောင်လေးကကျတော့ပရီမီယံပရိုမတ်ဖြစ်သွားတဲ့ဒီကြောင့်မလို့ဒါကလုံးဝ update ဖြစ်သွားမယ်ပြီးလို့ရှိရင်ဈေးနှုန်းက1900အပီစီနဲ့ရမယ်ဝယ်ယူသူမီပေါ့နောက်ဆုံးနံပါတ်နဲ့ရမယ်ပေါ့နော်1900ကအားလုံးအပီစီဘာမှထပ်ပြီးပေးကြမလို့တော့နံပါတ်ထွက်တဲ့အပီစီဖြစ်သွားမယ်နော် ပြီးပါလို့ရှိရင်အာအစ်ရောက်တဲ့တွေကဒါလေးလည်းအစ်ရောက်တဲ့တွေမှာပါတယ်ဟိုနာဖစ်ရှက်တယ်ဟိုနာဖစ်ရှက်တယ်ဒီကောင်လေးကနောက်ဆက်တဲ့ဖစ်ရှက်တယ်ဒီကောင်က hybrid ကားလေးဖြစ်သွားမယ်ဒီကောင်လေးကနောက်ဆက်တဲ့အာ national and နဲ့ဗဟိုလိုင်ဂျင်လေးပေါ့နော်ဒီကောင်လေးရဲ့ဂျင်းလုံးက950အာပြီးပါလို့ရှိရင်အကိုရဲ့ဒီ alpha ပေါ့နော် alpha ဒီ gear bucket နဲ့ alpha 1008ပေါ့နော်ဒီကောင်လေးက ကို2900ပဲတရားလောလောဆယ်ကြောင်းလဲချင်းမရှိသေးဘူးเนาะဒီလောက်ကုန်လို့ပြရတော့ကို2900နဲ့ပဲရောင်းမရောင်းပါเนาะပြီးပါရင်ဟိုမှာကိုလိုဘန်ဒလီရှိသေးတယ်ဘန်ဒလီရကျတော့အာ6800နဲ့800เนาะဆက်ပြတ်မော်တယ်ဘန်ဒလီကွန်တင်နေတဲ့ GT เนาะပြီးပါလို့ရှိရင်အကိုတို့မှာ installment နဲ့ဝယ်လို့ရတာဆိုလို့ရှိရင်ဒီအဟုံးကြီးလေးရှိရလားအကိုရှိရနေပြပြီဟုံးကြီးမှာကအကိုတို့ကားကအမျိုးသား2မျိုးလာတယ်တမျိုးကကျတော့ဟုံးကြီး H7 ရယ်ဟုံးကြီး H9 ရယ်လာမယ်ဒီပုံထဲမှာပါတဲ့အတိုင်းပေါ့နော်အကိုတို့ အာအာရဖတ်စချက်သွားမယ်အင်ဂျင်ပါဝါ2.0တာဝန်နဲ့လာမယ်ပြည့်စုံအောင်နေနေလည်းကအဖြူရှိမယ်အမဲရှိမယ်ပြီးရင်ဒီလိုဘရောင်းရောင်နဲ့ကြီးရောင်နဲ့ရှိမယ်အတွင်းငန်းတွေကလည်းကိုစိတ်ကြရွေးချယ်ပြီးတော့ဝယ်ယူလို့ရတယ်သူကကျတော့ဘလို့တဲ့ပရီအော်ဒါပဲရအောင်မယ်အခုစီမှာ6လပဲအကုန်လုံးဆိုတော့ကားကရောက်ဖို့ရှိတယ်နော် အဲ့ဒါက HU9 HU9 ရဈေးနှုန်းကကျတော့အကိုတို့လောလောဆယ်လာမကုန်ခင်ဝယ်မယ်ဆိုလို့ရှိလို့ရှိရင်9290အပေါင်းအကိုတို့ဝင်ငွေဝင်ရနောက်ထပ် RD ဘိုးရထပ်ပြီးတော့ပေးရမှာပေါ့နော်အဲ့ဒါလေးရပြီးရောလို့ရှိရင်အကိုတို့ဟုံးကြီးထဲမှာနောက်ထပ် H7 ကနှမျိုးလာတယ် Deluxe လာတယ် Comfort လာတယ်ပေါ့နော် Deluxe ရဲ့ဈေးနှုန်းကကျတော့အကိုတို့3990 Comfort ဈေးနှုန်းကကျတော့3590ဒါရီအကူတို့ဂျွန်လာမကုန်ခင်မှာဝယ်မယ်ဆိုလို့ရှိရင်ဒီဈေးနဲ့ပေးမှာပေါ့နော်။ဆုံးချီအားကျတော့အကူတို့ကြိုက်တဲ့ဘန်နဲ့ရှိပ်ပြီးတော့ installment ဝယ်ယူလို့ရတယ်။ down payment အနည်းဆုံး40%ကနေစပြီးတော့ အာတနင်္လာနေ့3လ5နှစ်ရစ်ကြနဲ့ဝယ်လို့ရတယ်ပေါ့နော်လောလောဆယ်ကျန်တဲ့ကားတွေကတော့ရစ်ကြမရသေးဘူးဒီကားတွေကတော့ရစ်ကြဒီဟုံးချီလေးတွေကတော့ရစ်ကြဝယ်လို့ရတယ်အဲရောအတစ်ရောက်ထားတဲ့ကားတွေကခုနအကိုပြောတဲ့အာ Honda Fit GK 3 Now ဆက်လေးရှိမယ် Rio ရှိမယ် Honda Creta လေးရှိမယ် Equinox လေးရှိမယ် Spark တစ်စီးလေးရှိသေးတယ် S-Dan လေးပေါ့နော် Splash Spark S-Dan လေးကအကိုဈေးကတော့လောလောဆယ်မကြည့်သေးဘူးပေါ့နော်အာရှုံးတော့တည့်နေနေတယ်ရှင်ရောက်ရောက်ဖို့ရှိတယ်ပြီးရင်နောက်ထပ်အာ GLX တွေကလည်းအကျူကန်းလေးတွေကလည်းရောက်ဖို့ရှိတယ် အဲကျူတန်းလေးတွေက GLS ကကျတော့အကုန်လုံးဈေးနှုန်းက895ဒိန်ပေါ့နော်ကားလေးလည်းတော်တော်ကောင်းတယ်အဲကားလေးလည်းအကိုရောက်ဖို့ရှိတယ်ဈာဘာတိကျနာရှိသေးလဲဈာတော့မရှိတော့ပါမရှိတော့အဲ့လိုဆိုရင်ဆက်သွားပြီးတော့ကြည့်လိုက်အောင်နော်ပြန်ကြည့်လိုက်ကျွန်တော်ရှိမှရှိတယ် EV ကားတွေ0ကီလိုကားတွေကိုလူကြီးမလို့ရှိမှရှိတယ်ကားတွေနဲ့လက်ထက်လုပ်ရှင်နေဆိုရင်လည်းလုပ်လို့ရပါတယ်။အော်ဒီ showroom မှာရှိတဲ့ကားတွေတွေက ဒီလိုရဲ့ဒီလိုဒီလိုဒီလိုတဲ့တဲ့ဈာကားတွေဒီအကားတွေအကုန်လုံးကို customer တွေစီမှာရှိရဲကားတွေအလဲချန်တယ်လည်းလို့ရအောင်ဟုတ်ပြီဟုတ်ပြီအဲ့ဒါလို့ရှိရင်တင်စာရေးလိပ်စာလေးပြောပြပါညီမတို့ရဲ့ show လိပ်စာလေးကတော့အမှတ်30ဤပြည်တာလန်းနေစီယုံလန်တောင်ဂျိုက်ကင်းရန်ကင်းပေါ့ရန်ကင်းပေါ့ဆိုဆက်ရောက်ပါမှာရှိပါရှိဟုတ်ပြီဟုတ်ပြီကဲ customer တွေအားလုံးပဲကျွန်တော်တို့စီမှာဘောနောကားတွေလဲချန်လို့ပဲဖြစ်ဖြစ်ဝယ်ချင်တာလို့ဖြစ်ဖြစ်ဒီလိုမီဒီယာနေပြီးတော့အားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာကဲပါသင်ပြပါ